်မင်္ဂလာပါရှင်ဒီစီဇန်လေးကတော့ຫນွေဦးຫນွေပဲမှာအမျိုးသမီးတိုင်းရဲ့စွမ်းအားတွေကိုလန်းစန်းစွာဖွံ့ဖြိုးစေဖို့စိတ်ဓာတ်ခွန်အားတွေပြည့်ဝစေဖို့အမျိုးသမီးတိုင်းရဲ့အိမ်မက်တွေကိုအားပေးမြင့်တင်ဖို့အမျိုးသမီးတွေရဲ့ဘဝပုံမလှပစွာရှေ့ဆက်ရှင်သန်နိုင်ကြစေဖို့ရည်ရွယ်တင်ဆက်တဲ့စီဇန်လေးပဲဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့အမျိုးသမီးတွေအတွက်ခွန်အားပေးမျှဝေပေးဖို့အသင့်ရှိနေတဲ့အမျိုးသမီးတအုပ်နဲ့မိတ်ဆက်ပေးပါမယ် သူမကတော့စံကဘာပရီမီယံဆော့ဆင်းရဲ့ဆော့ဆင်းအေဂျင့်စပက်ရှယ်လစ်တဦးဖြစ်ပြီး Brief Again Story of Myanmar Women ရဲ့ founder ဖြစ်သူမတ်ဆိုးတင်စားထိုက်ပါနှွေးနှွေပင်အစီအစဉ်လေးကိုစလိုက်ကြရအောင်နော်ဟုတ်ကဲ့မင်္ဂလာပါကျွန်မကဆိုးတင်စားထိုက်ပါမဲဆောက်မှာနေထိုင်ပြီးတော့မှစံကဘာပရီမီယံဆော့ဆင်းရဲ့ဆော့ဆင်းစပက်ရှယ်လစ်တဦးပဲဖြစ်ပါတယ်တစ်ဖက်မှာလည်း Brief Again Story of Myanmar Women ရဲ့ founder ပဲကန်ရှင်တဦးဖြစ်ပါတယ်ရှင် အဲကျမကတော့ပြောရရင်တာမန်အိမ်ထောင်ရှင်ကလေးမေပဲပေါ့နော်ကျမတို့အိမ်ထောင်ကြားစားကနေစပြောရမယ်ဆိုရင်အဲနှစ်ဖက်အတိုင်းဝိုင်းရာအခြေအနေတစ်ခုရှိတယ်ဒါပေမဲ့တကယ်ကိုရီပေါင်းစည်းတဲ့အချိန်မှာတော့ဘယ်အားမှစပိုတင်းမရှိဘူး0ကနေစရတယ်သူများတွေအတွက်ကျက်ဥတလုံး2ယောက်ခွဲစားခဲ့ရတယ်ဆိုတာသူများတွေအတွက်ရည်စရာဖြစ်ပေမဲ့ကျမအတွက်ဆိုရင်အဲ့ဒါရည်စရာမဟုတ်သူမကတော့ကိုနေတဲ့နေရာကိုတည်ပြီးတော့စိတ်ကူးအိမ်မက်တွေနောက်ကိုအမြဲလိုက်လေရှိသူပါ ိုနေခြင်းတဲ့နေရာဘယ်ဟာလဲဆိုတာကိုသိရယ်ကိုရောက်ခြင်းတဲ့နေရာဘယ်ဟာလဲဆိုတာကိုသိတယ်ကိုဒီဒီယာနဲ့အဆင်မပြေဘူးဒီနေရာမှာတော့ငါတို့အဆင်မပြေတဲ့နေရာမှာပဲငါမနေနိုင်ဘူးဆိုတာကိုသိတယ်သိတဲ့အပေါ်မှာအဲ့ဒီအိမ်မက်တွေအဲ့ဒီရဲ့စိတ်ကူးတွေနောက်ကိုလိုက်တယ်လိုက်နေတဲ့အတိုင်းပဲအခက်ခဲတွေကြုံလာရင်လည်းအဲတစ်ခါအခက်ခဲကြုံရင် level up တစ်ခါဖြစ်တယ်နောက်တစ်ခါအခက်ခဲထပ်ကြုံရင်နောက်ထပ် level up တစ်ခါဖြစ်ရင်လည်းဒီလိုအခြေအနေကိုရောက်ရှိလာတာပါရှင် ဒီလိုခက်ကြက်ကြီးတဲ့မှာသူမအနေနဲ့ဘလို့စိတ်ထားပြီးဖြတ်ကျော်နေတယ်လဲဆိုတော့ကိုအခုလိုပဲပြောပြခဲ့ပါတယ်အမတို့ဘဝတွေမှာအမတို့ပန်းနိုင်နေရှိကြတယ်။အဲ့ပန်းနိုင်တွေကိုသွားနေတဲ့အချိန်မှာအခက်အခဲတွေအကျက်အတဲတွေအတိုက်အခံတွေဆိုတာတော့မျိုးစုံရင်ဆိုင်ရမှာပဲပေါ့နော်။အဲ့လိုမျိုးစုံရင်ဆိုင်ရပြီဆိုလို့ရှိရင်အမကအရင်ဆုံးအဲ့ဒီဖြစ်လာတဲ့ပြဿနာအခက်အခဲကိုအမကလက်ခံလိုက်တယ်။ လက်ခံပြီးရင်စိတ်အေးအေးနဲ့ပဲဖြည့်ရှင်းတယ်ဖြည့်ရှင်းပြီးရင်အဲ့ဒီအရာကိုကျော်လွှားလိုက်တယ်ပေါ့နော်အဲ့တော့အဓိကကတော့ကိုယ်ဒီတယောက်တည်းဖြစ်နေရမှာမဟုတ်အများကဖြစ်နေတဲ့ပြဿနာတွေဖြစ်နေတဲ့အတွက် positive thinking ကိုအရင်ထားတယ်ပြီးရင်စိတ်ကိုအေးအေးစိတ်အေးလက်အေးနဲ့ပဲပေါ့နော်ဖြတ်တတ်နေပါတယ်ဟုတ်မျိုးသမီးလေးတွေအနေနဲ့ကို့အတွက်ကို့နေရာမဟုတ်တော့ဘူးလို့ခံစားရပြီဆိုတာနဲ့ reform လုပ်ဖြစ်အောင်လုပ်ဖို့အတွက်ကိုတိုက်တွန်းတာပါကျမတို့မိခင်ကဝမ်းထဲကနေပြီးတော့မှမွေးဖွားခွင့်ရတစ်ချိန်မဲရတာ ဒါပေမဲ့ကျမတို့ဖြစ်ချင်တဲ့နေရာတွေရောက်ချင်တဲ့နေရာတွေကိုရောက်ဖို့ဆိုရင်ကိုယ့်ဟာကိုယ်အကျင့်ချင်းပြတ်မွေးဖွားခွင့်ရှိရယ်။ကိုယ့်ကိုယ်အကျင့်ချင်းပြတ်မွေးဖွားတယ်ဆိုတာကအဲကိုယ့်ရဲ့တချို့အပြူအမူတွေကို ပြင်သင်းတာပြင်ရမယ်။တချို့တက်တင်တက်တိုက်တာတွေကိုလှိလာသိမ့်ယူပြီးပြီဆိုရင်အမတို့ကပြန်ပြီးမွေးဖွားခွင့်ရှိရယ်။ကိုကဒီနေရာမှာကိုနဲ့အဆင်မပြေတော့ဘူးကိုရောက်နေတဲ့နေရာကကိုအတွက်မဟုတ်ဘူးဆိုရင်ကိုအတွက် align မဖြစ်ဘူးလို့စဉ်းစားမိပြီကိုတွေးမိနေပြီဆိုလို့ရှိရင် အဲ့ဒီနေရာကနေပြီးအမတို့ကပြန်ပြီးမွေးဖွားရမယ်အစ်စ်ပြန်လဲမွေးဖွားတယ်ပေါ့နော်အဲ့ဒီလိုမျိုးနဲ့ပဲအမကအစ်စ်ပြန်မွေးဖွားတယ်ကိုနေရာကိုပုံစံမဟုတ်တော့ဘူးဆိုလို့ရှိရင်အမက reborn ပေါ့ပြန်လုတ်တယ်ရှင့်ကိုရဲ့လုံနိုင်စွမ်းကိုကန့်တက်လိုက်တာကလူတယောက်ရဲ့အဓိကပြဿနာအရင်းအမြစ်မှုရုံးထွက်ဖို့သူမကတိုက်တွန်းထားပါတယ်အဲပထမဆုံးမှပြောချင်တာအမတို့ပဲအိမ်ထောင်ရှင်ကလေးအမေကြီးရုံးကပ်နေရတယ်ဆိုလို့ရှင်အမကလေးစားပါတယ်လို့ပြောချင်တယ်။ဘာလို့လဲဆိုရင် မတို့ကရင်ဆိုင်ရတာမတူဘူးအဲအခက်ခဲတွေကမတူဘူးဒါပေမဲ့ဖြေရှင်းရတာတွေကတော့ဒီဟာတွေပဲသိမလားရင်ဆိုင်နေရတဲ့အခက်ခဲတွေကအမျိုးမျိုးပဲရင်ဆိုင်ရမှာပဲပေါ့နော်အဲ့ဒီဟာတွေအတွက်အမကအဲလေးစားတယ်ကိုတယောက်တည်းမဟုတ်ဘူးဆိုတာကိုသိစေချင်တယ် အဲ positive thinking လေးနဲ့ပဲဖြန့်တန်းစီခြင်း ਨੇ ကိုယ့်ရဲ့လုံနိုင်စွမ်းတွေကို limit လောက်လိုက်တာအဲ့ဒါကအဓိကလူတယောက်ရဲ့ပြဿနာလို့မြင်နေပေါ့เนาะအဲ့တော့ကိုဟောက်ကိုတစ်ချက်လောက်လေးဖြစ်ဖြစ်ယုံထွက်လိုက်ကြည့်ကြည့်ပေါ့เนาะတစ်ချက်လောက်ပဲဖြစ်ဖြစ်အခွင့်အရေးလေးကိုဟောက်ကိုပေးကြည့်ကြည့်ပါပေါ့เนาะဒီရဲ့လုံနိုင်စွမ်းတွေကနေကြော်ပြီးတော့ငါအခုလက်ရှိလုံနေတဲ့နေ့စဉ်ဘဝကနေကြော်ပြီးတော့ဘာကိုလုံနိုင်မလဲဆိုတဲ့ဟာလေးတစ်ခုကိုတည်တည်ချာချာလေးတွေးစီခြင်း ਨੇ သူများရောင်နေနောက်ကိုလိုက်မရောင်နေ ကို့မာဒီကို့ရဲ့ power ကို့ရဲ့တဲလန်းကတီးတန့်ကိုရှိတယ်အဲ့ဒီဟာလေးတွေကိုပဲရအောင် ထွက်လာခဲ့ပေါ့နော်အဲ့ဒီရဲ့အဲပြောရရင်ကို့ရဲ့စိတ်ရဲ့စကားတန်လေးကိုနည်းနည်းနားထောင်ကြည့်ပါပေါ့ဒီဟာကြီးကိုပဲ set လုပ်ပြီးတော့မှလေ boundary လုပ်နေတာကြီးကြတော့အဲဘယ်မှမရောက်တော့ဘဲဆိုဘယ်မှမရောက်ပဲနဲ့ပိတ်မိနေတော့မှအဲ့တော့ beyond boundary ကိုထွက်လာခဲ့ပါလို့ပြောချင်ပါတယ် မွန်ချက်ပိတ်လောင်နေတယ်လို့ခန်းစားနေရတဲ့အမျိုးသမီးလေးတွေကိုလည်းရုံထွက်နိုင်ဖို့နီးလန်းတွေကိုအခုလိုပဲပြောပြခဲ့ပါတယ်။အခုကြည့်နေတဲ့အထဲမှာအဲအဆင်မပြေဘူးတနေရာမှာပိတ်မိနေတယ်ဆိုလို့ရှိရင်အဲ့ဒီနေရာလေးကိုကိုကဒီဖြစ်နေတဲ့ပြဿနာလေးကိုတော့အရင်ဆုံး accept လုပ်ဖို့လိုတယ်။လက်ခံလိုက်ပါ။လက်ခံပြီးပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ power ကိုယ့်ရဲ့ talent တခုကိုအသုံးချပြီးတော့မှ ပြန်လည်မွေးဖွားလိုက်ပါပေါ့နော်။အဲ့ဒါလေးပြောခြင်းနဲ့ရှင်။ ။သူမကတော့အမြဲတမ်းပဲသူမရဲ့ရင်ထဲကစကားကိုသာပို့ပြီးတော့နားထောင်ဖြစ်တယ်လို့ဆိုပါတယ်။အမအတူရရှင်းရှင်းလေးပဲ။ငါဒီမှာအလိုင်းမဖြစ်တော့ဘူး။ဒီရနဲ့ငါတို့ဆက်နေလို့ငါတို့မိသားစုအတွက်အဆင်ပြေလို့မထင်တော့ဘူးအဲ့ဒီအတွက်အမက move လုပ်တယ်ဒါပဲအမအတွက်ကတော့ဟိုလိုရှုပ်ထွေးနေရရင်မရှိဘူးသူဟိုလူကပြောလို့နင်းမသွားပါနဲ့လားလို့ပြောလို့လေအမအမရဲ့ဆုံးဖြတ်ချက်မပြောင်းတော့ဘူးဘာလို့တော့ဆိုတော့သူများစကားကိုနားထောင်တာထက်အမရင်ထဲကစကားကိုအမပို့ပြီးနားထောင်တယ် အမားတွေလည်းအများကြီးလောက်ခဲ့မိပေမဲ့နောင်တရတာမျိုးမရှိပဲအမားကနေတင်ယူတာပဲရှိတယ်လို့ပြတ်သားစွာပြောပါတယ်။အမားအမြဲတမ်းလောက်ခဲ့တဲ့ထဲမှာလည်းအမအကုန်လုံးမှန်ခဲ့တာမဟုတ်ဘူး။အမားကြီးလည်းအများကြီးပဲ။အမအဲ့ဒီလောက်ခဲ့တဲ့အလုပ်တိုင်းရဲ့အမားတွေကိုလည်းအမကဟိုလိုနောင်တမရှိပေမဲ့တင်ယူတာပဲရှိတယ်။အမလက်ခံတယ်။အမအမားတွေလောက်ခဲ့တယ်ဆိုရင်လည်းအမလက်ခံတယ်။ဟိုလူတိတူတူတယောက်ကနင်းရတာလို့လို့မှားတယ်ဆိုတာမျိုးကိုအမအဲ့ဒါကိုနားတဲ့ထဲတာမဟုတ် အော်ငါလောက်တာဒီလိုပါလားငါကမှားသွားတာဒီနေရာပါလားနောက်တစ်ခေါက်ဒီလိုတွေတော့မဖြစ်အောင်ငါတော့ဆင်ကျင်မယ်ဆိုတဲ့အမှားကိုလေကို့အမှားကိုလေကို့အမြဲတမ်း accept လုပ်တယ်အဲ့ဒီကနေလည်းပြန်ပြီး learn လုပ်တယ်ဗောနော်အဲ့တော့အဲအမနောက်ဆုံးပြောချင်တာဘသူစကားမှအမကောင်းနေမထဲဘူးအမကလုံမယ်ဆိုရင်လုပ်တယ်အဲဆုံးဖြတ်ချက်ကိုပြက်ပြက်တတလုပ်တယ်အဲအဲ့ဒါပဲဗောအမအတွက်ကအမ life ကဘယ်လိုမျိုးသူများတယောက်တစုံတယောက်ဝင်ပြီးဆွတ်ဖတ်တာမျိုးအမလုံးဝမကြိုက်ဘူးလက်လည်းမခံဘူး မြမလူမှုအတိုင်းဝိုင်းရဲ့အမျိုးသမီးလေးတွေအပေါ်ထားတဲ့လွဲမနေတဲ့စိတ်ဓာတ်တချို့ကိုထောက်ပြခဲ့ပြီးသူမကတော့အမျိုးသမီးတိုင်းဟာကို identity ကိုမပြောက်စေဖို့တိုက်တွန်းပါတယ်အဲကျမတို့ဒီ society မှာလွဲမားနေတာတခုကကြ single mom ဖြစ်မှတောက်ပနိုင်မယ်တယောက်တည်းလဲတောက်ပလိုက်ပါဗောနော်အဲ့ဒီဇကားကအေးပေါ့လေဟိုအဖိနှိတ်ခံအရင်အဆင်မပြေတော့ဘူးဆိုတဲ့အချိန်မှာယုံထွက်မှလာဗောအဲ့လိုမှမဟုတ်ရင်သူရောကိုရောရှိနေတဲ့အချိန်မှာကိုယ့်ရဲ့ identity ကို ထားမှာလားဗောကို identity ကဆက်ပြီးတည်ရှိနေမလားဗောကိုအဓိကကအမတို့ဒီမြန်မာအမျိုးသမီးတော်တော်များများကသူကသူဘလောက်ပဲຢာထူးဘလောက်ကြီးကြီးပဲအလုပ်တွေပဲဝင်ခွဲဝင်ခွဲအိမ်ထောင်ပြုတ်လိုက်ပြီးနောက်ဆုံးခလေးမွေးလိုက်ပြီးဆိုရင်ပြီးသွားပြီသူတို့ကအဲ့ဒီမှာလည်းဖြတ်ချလိုက်ပြီးငါဒီဘာမှမဟုတ်တော့ဘူးငါခလေးမွေးတာငါခလေးကိုဆောင်းရှောက်ရမယ်အဲယောက်ျားကိုအလုပ်ကျွေးပြုတ်ရမယ်ဒီမှာလည်းရက်ချလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲကိုယ့်ရဲ့ identity ကပြုတ်ပျောက်သွားပြီး နောက်ပိုင်းဘာဖြစ်လာလဲဆိုတော့ဒီယောက်ျားကအဆင်မပြေဘူး၊ကွဲခြင်းပြီးဆိုရဲချိန်မှာကိုကဘာမှမရှိဘူးကိုမကိုမလက်မဲ့ဖြစ်သွားပြီ။အဲ့လိုမှမဟုတ်ပဲနဲ့ပြန်ပြောင်းစဉ်းစားလို့ okay ကလေးမွေးတဲ့အခိုက်အတန့်ခဏနားမယ်။ပြီးရင်တော့ငါ့ရဲ့ identity ကိုငါပြန်ဆွဲခေါ်မယ်။ပြန်ယူမယ်ဆိုလို့ရှိရင်ဒီယောက်ျားသည်တေးကြတယ်လက်လွတ်မခံဘူး။ ယောက်ျားတွေကလည်းအခုချိန်မှာသူတို့ကဘလို့အရေးချင်းရှိတဲ့မိန်းမကိုပဲလိုချင်တာအိမ်ထဲမှာနေပြီးတော့မှအညံ့အညောင်းအောင်လုပ်တဲ့မိန်းမထက်အရေးချင်းရှိတဲ့မိန်းမသူတို့ life သူတို့ရဲ့မိသားစုဘဝကိုပံ့ပိုးပေးတဲ့မိန်းမကိုပဲတကယ်လိုချင်တာ ဲ့ဒါတွေမပေးနိုင်တော့ဘူးကိုကတဖြည်းဖြည်းနဲ့ကိုရဲ့ energy ကလည်း drain ဖြစ်နေပြီးကိုကလည်းရောင်60လို့မျိုးဖြစ်နေပြီးဆိုလို့ရှိရင်တော့ဒါကကွဲဖွားတေချာသွားပြီကွဲပြီးသွားမှကိုကအဲ့ချိန်ကျမှရေးကြီးတုပ်ပြနေဟဲ့ငါတော့ဒီလိုဖြစ်လို့မဖြစ်သေးပါဘူးဆိုပြီးအဲ့ချိန်ကျမှပြန်ပြီးရှာဖွေပြီးတော့မှအဲ့ချိန်မှာတောက်ပတာထက်ဆိုင်မိသားစုလိုက် grow ဖြစ်ပြီးတော့မှတောက်ပတာပိုမကောင်းဘူးလား ဒါကအိမ်ထောင်ရေးအနေနဲ့ပြောတာပေါ့နော်အပြူဘွားမှာကလေးကလည်းအမျိုးသမီးတွေကကို identity နဲ့ကိုရှိတဲ့နဲ့ဒါပါတော့ငါကတော့ရုပ်ချောတယ်ရုပ်လာတယ်ချမ်းသာတဲ့ယောက်ျားကိုပဲယူပြီးတော့ငါကတော့အဲထိုင်စားမယ်ဆိုတာထက်စာရင်ဒီယောက်ျားတယောက်ကိုငါနဲ့အတူတူဒိုးရူပောင်ပဲအတူတူ grow လုပ်နိုင်အောင်လို့ကိုကလည်းကိုကကို identity လေးရှိဖို့လိုအပ်တယ်အဲ့ဒါပြီးရင်နောက်ထပ်တစ်ခုကကြအသက်ကြီးသွားတဲ့အမျိုးသမီးတွေ သူတို့ကကြတော့ငါဒီဘာလေးပဲလုံးလုံးအဟွန်းမဖြစ်တော့ပါဘူးအသက်ကြီးသွားပြီအဲမဖြစ်သေးပါဘူးဒီအမျိုးကငါအသက်ရွယ်နဲ့မတင့်တော့ပါဘူးပေါ့နော်အဲဘေးပတ်ဝန်းကျင်ကဘယ်လိုမျိုးလေးပြောမလဲဆိုတဲ့အတွေးတွေကိုတွေးကြတယ်အဲ့တော့ကောင်းတဲ့အရာတွေလုပ်ဖို့အသက်ဆိုတာ no limit ပဲကောင်းတဲ့အရာတွေဒီကို့ဘဝအတွက်ပဲဖြစ်စေလူမှုပတ်ဝန်းကျင်အတွက်ပဲဖြစ်စေကောင်းတဲ့အရာတွေကိုလုပ်ဖို့ဘယ်တော့မှနောက်ကျတယ်ဆိုတာလည်းမရှိဘူးအသက်ကြီးတယ်ဆိုတာလည်းမရှိဘူးအဲ့ဒါလေးပြောချင်ပါတယ် အမျိုးသမီးတွေအနေနဲ့ကိုယ့်ရဲ့လုံနိုင်စွမ်းတွေကိုမိနေတတ်တာကြောင့်အခွင့်အရေးအချို့ကိုလက်လွတ်ဆုံးရှုံးရတာမျိုးလို့သူမကထောက်ပြတာပါကျမတို့အမျိုးသမီးတွေကအမျိုးသားရဲ့ထက်ဆိုင်ရင်လူတွေရဲ့အမြင်မှာ စိတ်ဓာတ်ကမကြံ့ခိုင်ဘူးလို့ထင်တာအမှန်တရားကြံ့ခိုင်တယ်ကြံ့ခိုင်တဲ့ဟာကကြံ့ခိုင်ကိုကိုတိုင်းကြံ့ခိုင်တယ်ဆိုတာကိုမိနေရမိနေပြီးတော့ကိုကိုတိုင်းလိုအပ်တာတွေကိုဖြည့်ဆည်းရမယ်ဖြည့်တင်ရမယ်ဆိုတဲ့အရာတွေကိုလည်းမိနေရဘာလို့လဲဆိုကျမတို့အမျိုးသမီးတွေကမိခိုးနေတာဟုတ် မိခိုးခြင်းတော့မိခိုးစရာမရှိဘူးတခုခုကလစ်ဟာနေပြီဆိုရင်ကိုကမလုံနိုင်ဘူးလို့ထင်တာအဲ့တော့အဲ့ဒီမလုံနိုင်တဲ့အရာတွေကကိုကိုတိုင်းမဖြည့်ဆည်းထားလို့တကယ်အခွင့်အရေးလာတဲ့အချိန်မှာမလုံနိုင်ဘူးဖြစ်နေရအဲ့တော့ကိုဒီနီးဆက်ရကိုကဒီဒီနေပယ်မလို့ငါဒါပဲလုတ်ချင်တာဆိုတာထက်နောက်ထပ်ကိုရဲ့နောက်ထပ်ကိုလာမဲ့အခွင့်အရေးကဘာလဲအဲ့ဒီတော့ကိုကိုမှာဘာတွေ အဲပြင်ဆင်ထားဖို့လို့မလဲအခုနလိုပေါ့ rebound ပြန်လုံးမယ်ဆိုလို့ရှိရင်ရော ပြန်ပြီးတော့မှငါတို့ကအဲတင်ယူဖို့တွေလိုတာလားအမှုအကျင့်တွေကပြောင်းရမှာလားနောက်ထပ်ထန်နောက်ထပ်အစ်တစ်တစ်တွေငါတို့တင်ယူရင်ရောငါနောက်ထပ် next level ကိုဘယ်လိုမျိုးသွားနိုင်ရမလဲအဲ့ဒီဟာလေးတွေကိုအဲ စ조사ပြီးတော့မှဖြည့်တင်စေခြင်းနဲ့အမတို့ဒီမှာရောက်နေတဲ့မြန်မာမျိုးသမီးတွေဆိုလို့ရှိရင်အဲငါတို့ကဟိုမှာဘယ်လိုမျိုးနေခဲ့တာဒီမှာကျတော့ဒီလိုမျိုးအခြေအနေနဲ့အဆင်မပြေဘူးဘာမှလည်းလှုပ်ရှားခွင့်မရှိဘူးဒါပေမဲ့အခွင့်အရေးတွေကလက်တကမ်းမှာပဲရှိရဲကိုကအဲ့ဒီအခွင့်အရေးကိုမြင်အောင်ကြည့်တက်ရမယ်နံပါတ်1ပြီးရင်အဲ့ဒီအခွင့်အရေးနဲ့ကိုက်ညီတဲ့အရေးချင်းတွေလည်းကို့မှာကြိုပြီးဖြည့်ထားရမယ်။အဲ့ဒါမှလည်းအခွင့်အရေးလာတယ်ဆိုရင်အမတို့က တခါတည်းဖမ်းဆုပ်ပြီးတခါတည်းအောင်မြင်မှုစီကိုတွားလို့ရမှာပေါ့နော်အဲ့တော့အဓိကပြောချင်တာထိုင်မနေပါနဲ့ပေါ့ထိုင်မနေနဲ့ညင်းညူမနေနဲ့ကိုယ်အတက်နိုင်ဆုံးအနီးနားနေပြီးရတဲ့အခွင့်အရေးကိုရသလိုဆွဲပြီးတော့မှကိုယ်အတွက်လိုအပ်တာတွေကိုဖြည့်တင်းမှာ လိုအပ်တဲ့အဲတင်ယူမှုတွေကိုလုပ်ပါပေါ့နော်အဲ့လိုမျိုးလေးနဲ့ပဲအမတို့ကယုံထွက်ရမှာပဲပေါ့ဒီနေရာမှာပိတ်မိနေပြီဆိုရင်တော့အမတို့ကပိတ်မိနေပြီလို့ခံစားရခင်ရကျမတို့ကယုံထွက်ရတော့မှာပဲလေယုံထွက်ရမယ်ဆိုခင်ရလည်းယုံထွက်ရမယ်နီလန်းတွေကိုရှာရတော့မှာပဲပေါ့နော်အဲ့ဒီလိုနဲ့ပဲကိုဟာကိုပြေဝအောင်အမြဲတမ်းဖြည့်နေပါလို့ပြောချင်တယ်သူမအနေနဲ့မိမိကိုကိုပြန်လဲမွေးဖွားပြစ်မယ်အမျိုးသမီးလေးတွေကိုလည်းတတ်နိုင်သမျှအစွဲတွေချွတ်ဖို့ကိုတိုက်တွန်းလိုက်ပါတယ်အဲလူတွေကလေ အခက်ခဲတွေကြုံလာပြီးပြီဆိုလို့ရှိရင်ထွက်ပေါက်ကိုရှာဖို့ခက်ခဲတယ်အဲ့ဒီနေရာမှာပဲအဲအရင်တော့အရန်အဆင်ပြေခဲ့တယ်အရန်အောင်မြင်ခဲ့တယ်အဲ့ဒီဟာကြီးကိုပဲဆွဲထားတော့တာအဲ့ဒီကနေတဆင်းလောက်ပြန်နှိမ့်ပြီးမှဘတ်ဆုပ်ပြီးမှအရှိကို forward လုပ်လို့ရတယ်ဆိုတော့မိနေကြတာပေါ့နော်ကိုဆိုရင်လဲကိုချင်းစပါတယ်အဲကိုရအရင်တော့ကနေခဲ့တဲ့ level ကဘလို့ အခုကကြတော့အောက်ကိုနည်းနည်းပြန် short လာမှာပေါ့နော်ကိုယ့်ရဲ့ level ကိုပြန် short ပြီးမှအနောက်ကို back ဆုပ်လိုက်တာပေါ့ back ဆုပ်ပြီးမှမှာတော့ forward ကိုပြန်သွားကြမယ်ပေါ့အဲ့ဒီကနေမှအမှတော့နောက်ထပ်လမ်းကြောင်းတစ်ခုရွေးမယ်ပေါ့အဲ့ဒီရွေးတဲ့အချိန်ကြလို့ရှိရင်အခုလက်ရှိရှိနေတဲ့အစွဲကြီးကိုချွတ်ကိုချွတ်ရမှာ မချွတ်ပဲနဲ့ rebound ဆိုတာဖြစ်လာဖို့မရှိဘူးအမားတို့ဒီ rebound ပြန်လဲမွေးဖွားလိုက်တယ်ဆိုတဲ့စကားလုံးမှဟိုကအမားတို့ဟာအစ်စ်ပြန်လဲမွေးဖွားရတော့မှအစ်စ်ပြန်လဲမွေးဖွားရင်အဟောင်းအဟာရွဆွဲထားလို့မရအောင်ငါဒီဘယ်အခြေအနေကလာတယ်ဘလို့ပုံစံမျိုးကလာတယ်အဲ့ဒါလေးတွေကိုခဏလောက်ပဲပြင်ရင်ထဲမှာတော့ရှိမှာပေါ့တိန်းထားပေါ့နော်ဒါပေမဲ့တကယ် rebound လောက်တဲ့အချိန်ကြာလို့ရှိရင်တော့အဲ့ဒါတွေကလေး အဲအစွဲပေါ့အဲ့ဒီအစွဲကြီးကိုချွတ်ချွတ်ပြီးမှကိုကအစ်စ်တဖန်ပြန်လဲဘလိုမျိုးကယ်ရီယာဘလိုမျိုးပုံစံမျိုးနဲ့ငါပြန်လဲမွေးဖွားမှာလဲဆိုတော့ပုံစံမျိုးလေးကိုသွားနိုင်ရင်တော့ဒီ rebound ကထိရောက်တယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒီ rebound ဒီထိရောက်မှာမဟုတ်ဥပမာကျမကိုယ်တိုင်းနဲ့ပဲကျမပြောရရင်ကျမကင်မရာကြောက်တယ် ကျွန်မလူတွေနဲ့အများကြီးစကားပြောရမှာကြောက်တယ်ကိုကနားထောင်တာပဲတည်တာစကားမပြောချင်ဘူးနားထောင်တတ်တယ်ခံစားနားထောင်တတ်တယ်ဒါပေမဲ့ကျွန်မဒီဒီအချိန်နေမှာကျွန်မတို့လိုအပ်ချက်အရာအမျိုးသမီးတွေကိုကျွန်မကစိတ်ခွန်အားပေးခြင်းနဲ့ဆိုတဲ့အချိန်မှာကျွန်မဒီလိုတက်ရတော့မယ်ဆိုတဲ့အချိန်မှာကျွန်မရဲ့ကြောက်တဲ့စိတ်ကြီးအစွဲရလို့ချွတ်ထားလို့မရဘူးကျွန်မဒီကင်မရာကြောက်တယ်ဆိုပြီးမှလည်းကျွန်မလုံနေလို့မရဘူးကျွန်မလှုပ်ရမယ့်အရာဒီဒါဖြစ်တယ် ဒါနဲ့ပတ်သက်ပြီးငါကြီးကြံတဲ့အစွဲတွေကိုချွတ်ရတော့မှာငါလက်ရှိလုပ်ရမယ့်အရာဒီဒါဟုတ်တယ်ဆိုလို့ရှိရင်ဒါနဲ့သက်ဆိုင်တာကိုပဲကျွန်မဆက်လုပ်ရတော့မှာအဲ့ဒီမဆိုင်တဲ့အရင်ကငါဘလို့နေတာဘလို့ထိုင်တာအဲ့ဒါတွေကိုကျွန်မတို့ကစဉ်းစားလို့မရတော့ဘူးအဲ့အချိန်မှာအစွဲကိုချွတ်လိုက်ပြီးပြီဆိုတော့မှမဟာတို့ကကျွန်မတို့က reborn ဆိုတာပြန်ဖြစ်လာတာပေါ့နော်အဲ့တော့ပြောချင်တာကတော့အဲအစွဲတွေကိုအရင်ကြီးလက်ကင်မထားပါနဲ့ကိုဒီဘယ်နေရာဘယ်ဒေတာကပဲလာလာ ပြန်ပြီး rebound ဖြစ်ရင် rebound လုံးမယ်ဆိုလို့ရှိရင် အချိန်ခဏလောက်တော့လေအခက်ခဲဆိုတာရှိတယ်ဆိုပေမဲ့အချိန်နေအတိုင်းတာတကူကတော့ရောက်ကိုရောက်လာမှာပေါ့နော်အဲ့တော့အဲ့ဒီအရင်တော့အဟာကြီးကိုလက်ကင်ထားနိုင်မယ်ဆိုလို့ရှိရင်အရှိကိုမရောက်နိုင်ဘူးရှေ့မဆက်နိုင်ဘူးအဲ့လိုဖြစ်နေမှာဆိုလို့အဲ့ဒါ sharing လေးလုပ်ပေးရပါဘောနော်ဂျာကာလာမှာပွင့်လန်းနေတဲ့ຫນွေဦးຫນွေပင်မှာဒီ season ကနေအမျိုးသမီးတိုင်းရဲ့အိမ်မက်တွေကိုအားပေးမြင့်တင်ဖို့ရည်ရွယ်ထားပါတယ် ဒီတော့နောက်တစ်ပတ်မှာမဆိုးတင်စာထရဲ့ Brief Again Stories of Myanmar Women ဖြစ်ပေါ်လာပုံလေးအကြောင်းကိုလည်းတင်ဆက်ပေးသွားမယ်ဆိုတာကြိုတင်အသိပေးရင်းနဲ့နှုတ်ဆက်လိုက်ရပါတယ်